အိန္ဒိယတောင်ပိုင်းတမီနာဒူပြည်နယ်မှာအလုံး1နဲ့ခြေကွက်ပေါ်ရာဖျားတစ်ခုဖြစ်ပွားခဲ့ပါတယ်။အနည်းဆုံးလူ32ဦးသေဆုံးခဲ့ပြီး50ကျော်ဒဏ်ရာရရှိခဲ့တဲ့လူအုပ်ကြီးတစ်ခုအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်တယ်။ဤလူအုပ်ကြီးဟာကလာကူရီချီခဲမနာမည်ကျော်တယောက်ဆောင်တဦးမှနိုင်ငံရေးသမားဖြစ်လာသူ VJ မှစီစဉ်ခဲ့သည်။ဤလူအုပ်ကြီးသည် VJ ဤပြည်နယ်တလောင်းမှာရှိတဲ့မဲဆွဲစည်းရုံးရခီးစဉ်ဤဒစိတပိုင်းဖြစ်ပြီး၎င်းရဲ့နိုင်ငံရေးပါတီတမလကာ Victory Kazakam ကိုဂျမန်နေတွင်စတင်တည်ထောင်ခဲ့သည်ဗီဂျေကိုကြည့်ရှုရန်လူအများအပြားအလုံးရင်ဖြင့်ရောက်ရှိလာခဲ့ပြီး၎င်းဟာလာမယ့်နှစ်ပြည်နယ်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းဝေးရေးကိုမကြသေးမီကစတင်ခဲ့သူဖြစ်သည်အရာရှိများကဤဖြစ်ရသည့်လူအုပ်အတင်းအတ္တမဝန်ရောက်မှုကြောင့်ဖြစ်ပွားခဲ့သည်ဟုပြောကြားခဲ့သည်ထောက်ခံသူထောင်ပေါင်းများစွာတရိုင်းနဲ့တဲပွဲသို့ဝန်ရောက်ရန်စူးစမ်းခဲ့ကြသည်တိုက်စုံသူများထက်တွင်အမျိုးသမီးများနှင့်ကလေးများပါဝင်ခဲ့သည် ဒယရတူဒါစင်ပေါင်းများစွာကို ကလာကူရီချီမှာရှိတဲ့အစိုးရစေကောလီမစေယုံတို့ကုတမှုတွေအတွက်ပို့ဆောင်ခဲ့သည်ဒရုန်းဗီဒီယိုများနဲ့ပွဲမအခြားရုပ်တံမှတ်တမ်းများမှာလူအကြီးကိုမြင်တွေ့ခဲ့ရသည်ဒယရတူများကိုတယ်ဆောင်ရန်လူနာတင်ရှင်များဝင်ရောက်လာသည်ကိုလည်းတွေ့မြင်ခဲ့ရသည်အိန္ဒိယဒဝမ်မှခေါဆောင်များဟာဝန်ထဲကျောင်းနဲ့အထူးတုံ့ပြန်လာများပြပုတ်ခဲ့သည်ဝကြည်ကျော် နာရန္ဒရာမိုဒီဟာဤဖြစ်ရာအလုံးဝမ်းနဲ့ဝက်ဖြစ်သည်ဟုပြောကြားခဲ့သည်။သူဟာချီယာသူတွေကိုဆွဆုံခဲ့ရတဲ့မိသားစုများတန်းသူ၏စုမုံကောင်းများကိုပေးပို့ခဲ့ပြီးဒဏ်ရာရသူများအမြန်ပြန်လည်တက်တာလာရန်ဆုတောင်းပေးခဲ့သည်။တမီနာဒူပြည်နယ်ရဲ့ဝန်ကြီးချုပ် MK Stalin ဟာဖြစ်ရာဖြစ်ပေါ်ရာနေရာသို့လာရောက်လက်ပတ်ရန်မျှော်လင့်ရသည်။ရာရှိများသည့်ယခုအခါဘာတွေမမှန်ကန်ခဲ့သည်ကိုစစ်ဆေးနေပြီးလူပြစ်ကြမှုကြောင့်ဤမြကြီးမားသောကဆိုးကြီးကိုမြည်လို့ဖြစ်ပေါ်စေခဲ့သည်ကိုစုံစမ်းနေသည် ဤနှလုံးချေကွယ်ပေါ်ရာဖြစ်ရသည်အလွန်ကြီးမားသောလူအုပ်စုဝေးမှု၏အန္တရာယ်ကိုပြသထားသည်။၎င်းတွင်နိုင်ငံအတွင်းနိုင်ငံရေးနှင့်လူမှုရေးပွဲများတွင်ပုံမကောင်းမွန်သောလူအုပ်ထုံထိန်ချုံမှုနှင့်ဘေးကင်းလုံခြုံရေးစီမင်းများ၏အရေးပေါ်လိုအပ်ချက်ကိုလည်းပြသထားသည်။